ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ hierarchy diagram လေးတစ်ခုကိုကျွန်တော်အတူတူဖန်တီးပြကြမှာနော်ဒီပုံစံမျိုးလေးပြောတာဒီမှာဆိုရင် DI ဖြစ်ဖို့အတွက်ကိုဘာလုပ်ရမလဲဆိုတဲ့သဘောတရားလေးတစ်ခုနားလည်ရမှာပြဒီပုံမှာ CEO ရှိတယ် CEO အောက်မှာ department A B C ဆိုပြီးတောင်းရှိမယ် department A အောက်မှာ team 1ရဲ့ team 2ရဲ့ရှိမယ်ပေါ့နော် B အောက်မှာကကြတော့ တင်းတူတခုလည်းရှိပြီးတော့စီရမှာ4နဲ့5နှစ်ခုရှိမှာပေါ့အဲ့ဒါကိုဒီပုံစံမျိုးရေးရမယ်ဆိုတော့လည်းသိရမယ်အဲ့ဒါစီယူရှိမယ်စီယူရဲ့အောက်မှာဒီဂျုံစာရေးမယ်ဆိုဒီထဲမှာဒီနားလေးမှာကာစာချမယ်အဲ့ဒါခေါ့မယ်ပြီးရင်ဒီဘက်ကဒီဘက်ကိုကျတော့တပ်ခေါ့မယ်ပေါ့နော်အဲ့ဒါတော့ဒီကနေအဲ့ဒါထပ်ခေါ့ရင်ဒီရောက်မယ်ပေါ့ဒီကနေဒီကိုတပ်ခေါ့ရမယ်ပေါ့အဲ့ဒီပုံစံအတိုင်းလေးကိုတပ်တွေခုံခုံပြီးတော့ ဒါပတ်မှတော့ဘွာကောင်းနေတစ်စင်းတိုင်းပြရမယ်ဒီတီးများစင်တိုင်းပြရမယ်ဒီလူ level ခွဲလိုက်တဲ့သဘောအဲ့လိုခွဲလာလို့ရတယ်နော်ကျွန်တော်အဲ့လိုအတူတူလုပ်ကြအောင်နော်ဒီစာရေးဝင်ရင်းဒီလေးကျွန်တော်အရင်ပြတ်ပါမယ်အဲ့ဒီဟာကိုတဘောတရားသိပါပြီကျွန်တော်လွယ်သွားလိုက်မယ်စီးဦးဒီမှာဆက်ရပြီအနာခေါ်လိုက်တဲ့အချိန်မှာဒီရောက်သွားပြီပေါ့ဒီနေရာလေးမှာတက်ခေါ်လိုက်ရင်တော်တော်တူလာပါတော့နော် အဒီညမှာကတော့ဆက်မယ်။အင်းပြတစ်ချက်တက်ခေါင်းမယ်။အဲ့ဒါတက်ခေါင်းမှာပေါ့။ဒီလိုလိုတက်ခေါင်းမှာနော်။ဒီမှာ department B ကတော့ကြာလို့ department B ကဒါနဲ့အတူတူရှင်းထားပေါ့။ဒီနေ့ department 3ကနေရမယ်။သူ့ရဲ့အောက်ကဒီဒီနေတာနေရမယ်။အဲ့ပုံစံမျိုးလေးဖြစ်ရမယ်ဆိုတာပြရမယ်ကျွန်တော်တို့ဒါမျိုးလေးဖြစ်အောင်လုပ်တတ်ပြီဆိုရင်ဒီပုံစံရပါပြီ ကျွန်တော်ဒီမှာအတူတူလုပ်ကြအောင်နော်ဒါဆက်ဆောင်အောင်လို့စပြီးဘယ်ကနေစလုပ်ရမလဲဆိုတော့ Instagram လို့ပြောမယ် Smart Atom လို့နော်မဟာရာကီဆိုလို့ရှိရင်ပြုနေတယ်ကျွန်တော်ဒီထဲပုံစံစိုက်ကြယူလိုက်ရနော်ကျွန်တော်လည်းဒါလို့ယူလိုက်မှာကျွန်တော် OK ပြလားဒါဒီမှာဇယောပုံစံနေဒီမှာထွက်လာဒီဒီလိုမျိုးပုံစံလေးထွက်လာပါနော်အဲ့ထွက်လာရင်ဒီထဲမှာကျွန်တော်တို့ mind machine နဲ့ဒီဘက်မှာရေးတာပို့စင်ပြလိုက်ဒီဘက်ဆက်မှာရေးစမ်းဒီဘက်ဆက်မှာနော် ဒီချမ်းမှာကြီးမယ်ဒီဘက်ချမ်းမှာသူ့ဘက်သူလိုက်ပြောင်းအောင်နော်ဒီမှာကျင်လဲကျွန်တော်အလွယ်ဆုံးနည်းတစ်ချက်ပြောမှာခုနအစာကြီးတဲ့ပုံစံနဲ့ကျွန်တော်သွားမယ်အဲဒီပုံတော့ကျွန်တော်ဖြတ်ပစ်လိုက် password နဲ့လာတယ်ပေါ့နော် password နဲ့လာတယ်မှာတခုပဲချမ်းသာအဲ့ညာကျွန်တော်ဗာတက်ပြလိုက်တော့ CC ကိုထားပါဘောအနာတစ်ချက်ကောင်းမယ်ပြီးရင်သူ့ရဲ့ traffic ကိုတက်ခေါ်မယ်လေအဲ့မှာ department ကြီးပါဘောနော် ပဲနဲ့ A ပေါ့မြန်နာကောင်းတစ်ပတ်နာ A ဒီတော့ Dorman B ပဲပေါ့ဒါပဲမှန်စီပေါ့အဲ့ဒီလားကောဒါတပတ်မှန်တော့ရအောင် E ရဲ့ audio မှာပြန်နာမခါတပြန်ချမယ် E နာမှာအနောက်တစ်ချက်ခေါမယ် E ရင်တပ်တစ်ချက်ခေါမယ်အကြံတော့ဒီလိုအောက်ဆင်းသွားရင်နော်အကြံမှာ team 1ပေါ့နော် လာလာဒီဆောင်နေလို့ကိုသူစားနေတာမြန်မာနေနော်ဒီမှာဒီမှာနေတော့မှအာနာထခေါက်လာရင်အရင်ရမယ်ဒီဒူတောင်းတော့အတူညာမှာအာနာခေါက်မယ်ဆိုရင်တော့ရှင်ရကြလာမယ်ဒီဘက်ဘီတို့ရှင်တို့တော့တက်ချက်ခုံမယ်တင်းတရီပေါ့နော်အာဒီမှာတော့ကာစားချက်နဲ့အာနာခေါက်မယ်တက်ချက်ခုံမယ်တင်း4ပေါ့အာနာခေါက်မယ်တင်း5ပေါ့အဲ့ဒါဆိုရင်ပြီးွားရင်ဒါလေးကိုဒီလိုပိတ်လဲပိတ်မပိတ်ရင်ဒါလေးနဲ့လာလိုက်ရတယ် အင်္ဂလိပ်ဘက်ကအဲဒါဒီဘောကကျွန်တော်ပြရတဲ့နမူနာတိုင်းဒါလေးကတော့ပေါ့သူ့ကိုအသေးစိတ်ဒီဇိုင်းတွေပါလို့ပြင်နေတယ်ကျွန်တော်ကျွန်တော်ဒီမှာပုံစံလေး style တွေပြောင်းလို့ရတယ်နော် color တွေလည်းဒီမှာချိန်လို့ရတယ်အဲဒါအုပ်စုလိုက်ကိုခွဲထားတာပေါ့နော်အဲဒါတွေကြိုက်ပြီးပြင်လို့ရတယ်အလုံးစီပြီးကြပါစေကျွန်တော်နောက်ထပ်ပြောပြပေးမယ့်ဗီဒီယိုလေးတွေကြာရင်လည်းအားလုံးမြင်အောင် like subscribe နဲ့ပါပေးကြပါဦးနော်